ဒါကိုကင်ကြီးရဲ့တူတိုင်းကြိုက်တယ်ဗျာအဲ့ဒါအပူပြောနေမှာဟုတ်ဘူး။ Valve for Hands လောက်ဒီ support ပေးတဲ့ game တွေဆိုရင်အဲ့လောက်လောက်တိတင်ပြီးဆော်လို့ရမယ်။ဖုန်းတစ်လုံးရှိရ90ဝက်နဲ့အာသွင်းရမယ်။ JBL Tune Share Speaker ပါလာမယ်။ Mobile တစ်ချက်နဲ့ Official Partner လောက်ထားတဲ့ဖုန်း Next Level AI ပါညာဆိုရလဲဒီကောက်မှာပါလာမယ်။ AMOLED panel ပေါ်မှာ Valve for Hands ကျတို့မြင်နေကြ so called mirrors တွေထားတဲ့ဒီကောက်ကဈေးသက်တာတယ်။ဆိုတော့ဘယ်လောက်လောက်ထိမိုက်နေရလဲအဆုံးကြည့်ရပါဦး။ ကျွန်တော်တို့ခံမှန်းရတဲ့ဈေးနှုန်းအရာဒီကောင်က10သိန်းအောက်ပဲရှိမှာ အကယ်၍ကိုက RAM 8GB version ရွေးတယ်ဆိုရင်တော့ဒီထက်ပိုပြီးတော့ဈေးနည်းမှာပေါ့နော် pre-order period မှာဝယ်မယ်ဆိုရင်တော့19000 900တန်းသူရဲ့ power bank လည်းလက်ဆောင်ရအောင်ပါဒီ boot design အစားတော်တော်ကြီးကိုအသေးစိတ်တယ်50နေရာလေးအစားအချိုင်လေးလုပ်ပြီးထားတာပေါ့နော်အထက်မှာလည်း box နှစ်ခုပါလာတယ်ဒီ phone ပါတဲ့ box ထဲမှာ original magnetic cover 90 watt charger နဲ့ type c cable ောက်က box ကတော့ mapack wire ဆက်ချက်လေးထည့်ပေးထားတယ်။စကိုင်လိုက်တဲ့အချိန်မှာလုံးဝသတိထားမိတာသူတို့ရဲ့ big quality ပဲသိလား။အာမ alloy design လို့သူတို့ကတော့ခေါ်တယ်။ metal frame ကိုမှမခတ်ပါပါလေးလုံးပေးထားတာလက်ထက်တအားကင်လို့ကောင်းတယ်ပို့ပြီးတော့လဲ premium ဆန်သွားတယ်ကျတို့မျက်လုံးထဲကိုမြင်တာအောင်ပြောလိုက်မယ်ဆိုရင် iPhone တို့ Samsung တို့ flagship တွေမှာပဲရတဲ့ feeling မျိုးဒါကိုကင်ကြီးရဲ့တူတိုင်းကြိုက်တယ်ဗျာအဲ့ဒါအပူပြောနေမှာမဟုတ်လက်ထက်မှာရှိတဲ့ color ကတော့ titanium grey ဗျာနောက်ထပ် purple black Racing Edition ပါညာပေါင်းမယ်ဆိုရင်တော့ total 4ရောင်လောက်တော့ရမှာပေါ့နော် UAB နေနဲ့ IP 6 ball Dex and Water Resistant ပါတယ် Display size က6.78 inches ကိုမှမှာ 4G Plus AMOLED 144 Hz ဆိုတော့144 Hz လောက်ဒီ support ပေးတဲ့ game တွေဆိုရင်အဲ့လောက်လောက်ဒီတင်ပြီးဆော့လို့ရမယ်ကျွန်တော်ကြည့်လိုက်ပြီဆိုရင် pixel တော်တော်ကြီးကိုပါတယ်ဖုန်းများနောက်တစ်ဒီဖုန်းမှာတိုးတက်လာဆိုရင်တော့ battery နဲ့ charging ပေါ့နော်ငါတို့နေရာမှာဒီ M4 91နဲ့အသွင်ရမယ် ဲ့ဒါကိုမှမှကိုကလုံးဝ full load အပြည့်အသွင်းမယ်ဆိုရင် hyper charge ကို on ထားလိုက်ဗျာဒါဆို1 to 100%ကိုမိနစ်30ကျော်ကျော်ပဲကြာမှာ30 watt wireless charging ရတာကလည်းဒီဖုန်းမှာတော်တော်လေး flashy စံတဲ့အချက်လို့ပြောလို့ရတယ်ဒီတက်ပို့ပြီးတော့ jam တဲ့ချက်ကအဲ့ဒီ wireless pad တစ်ခုလုံးက box ထဲမှာပါလာပြီးသား SOC တွေဒီဖုန်းမှာသုံးထားတာက Kilio G100 Ultimate ပေါ့နော် SOC ထက်ကို optimization ပို့ပြီးတော့ jam အောင်လုပ်ထားတဲ့ phone mobile legend နဲ့လည်းအားကြောင့် collab လုပ်ထားတာမျိုးပေါ့စမ်းကြက်တော့အမြင့်ဆုံး setting ကိုဒီဖုန်းမှာလုံးဝဖွင့်ဆော်လို့ရတယ်အဲ့ဒါပဲမဟုတ်ဘူးကျွန်တော်တို့တကယ်ကို charging သွင်းရင်းနဲ့ game ဆော့တဲ့သူဆိုရင် battery charging mode ကို on ထားလိုက်ဒါဆိုရင်သူက battery ကနေပြီးတော့ charging မဖြတ်တော့ဘူးတခါတည်း phone ကိုတန်းပြီးတော့ပေးနေမှာဆိုတော့ battery ထိခိုက်တာနဲ့သွားလိမ့်မယ်သူ gaming mode ကလည်းတော်တော်လေး feature စုံနေလို့ပြောလို့ရတယ်ဥမာ chat response ကြိုက်ထားလို့ရတာ gesture control လို့ခေါ်တဲ့ phone ဘယ်ညာအပေါ်အောက်စောင်းပြီးတော့တုံးလို့ရတဲ့ gesture တွေပြီးတော့ face blend တို့ kill တို့ရတဲ့ခါတွေမှာနောက်မီလီး လင်းလာမျိုးပေါ့နောက်ပြီးဆိုတာဒီ job ကအက်တစ်အေလိုလိုက်လို့ပြောတာပေါ့နော်ဖုန်းလေးကကျွန်တော်တို့ video ရထားတဲ့အခါမှာဖြစ်ဖြစ် notification ဝင်တယ် charging သွင်းတယ်တခြားအချိန်တွေမှာလည်းလောကလှလှပပလေးလင်းပေးနေမှာပေါ့နော်အဲ့ဒါမပြီးသေးဘူးဒီကောင်ကသူ့ပေါ်လေးမှာတစ်ချက်ဖိထားလိုက်လို့ရှိရင် hurry တိုင်းပြီးမယ် spo2 တိုင်းပြီးမယ်ဆိုတော့ view တန်းလိုက်တဲ့ထက်ကိုအများကြီးပို့ပြီးတော့ပို့လာပြီနောက်ထပ် ui ညောင်းသွားမယ် ui နည်းနည်းပြောရမယ်ဆိုရင်ဒီ xor 15ကမနစ်ကတက်ကိုတိတိတသာ smooth ဖြစ်လာတယ် AI features ဆိုရင် gallery မှာ erase နဲ့ character တို့ real time two way ရတဲ့ AI translate တွေ email နဲ့ document တွေအတွက်ကို AI writing tool တော်တော်ကြီးကိုစုံနေလို့ပြောလို့ရတယ်ဒီအောက်ဘက်ကနေပြီးတော့ post ဆွဲမယ်ဆိုရင် infinix AI အလဲဘားလေးကိုဖိမယ်ဆိုရင် secret to search deep sea ကလည်း support ရဲဆိုတော့ကျွန်တော်တို့မေးချင်တာရှိရင် infinix ရဲ့ AI ကို direct တန်းမိလိုက်ရုံပဲ။ speaker လည်း intro မှာကျွန်တော်ပြောခဲ့သလိုပဲအတန်းမတန်ကြရမယ်။ camera မှာ main lens က50 megapixel မှာ OIS ပါလာမယ်။8 megapixel ultra wide ရဲ့32 megapixel selfie cam ဆိုတော့ကျွန်တော်တို့အခုရိုက်ထားတဲ့ပုံလေးရှိရတော်တော်ကြီးလဲအားရဖို့ကောင်းတယ်ကျွန်တော်တို့ရိုက်လိုက်တဲ့အချိန်မှာတော့ဒီကောင်ကတိတ်ပြီးတော့အဆင်မပြေသေးဘူးဒါပေမဲ့သူ့ရဲ့ processing ကာလပြီးသွားပြီဆိုရင်တော့အချိန်တစ်ခုဆောက်ပြီးသွားပြီဆိုရင်သူ့ပုံလေးတော်တော်ကြီးမိုက်တယ်ပြောရရင်တော့ဒီတစ်ခါ Infinix Note 50 series especially ဒီ Note 50 Pro ကတော့ကျွန်တော်တို့ premium look ရတဲ့ smart ဖြစ်တဲ့ဖုန်းတစ်လုံးပေါ့နော်144 display ကိုမှမှ Mobile Legend နဲ့ collab လုပ်ထားတာကျွန်တော်တို့ game ဆိုတော့တော်တော်လေးအဆင်ပြေပြောလို့ရတယ်သဘောကျဆိုတာ marriage level မှာ 30W wireless charging အဲ့ဒါကိုမှမှအဲ့ဒီဘက်က box ထဲမှာတခါတည်းပါတယ်ပြီးတော့တင်မယ်ဆိုရင်6000နန် power bank ကလည်းလက်ဆောင်ရမှာဆိုတော့ဈေးနဲ့အသေးစိတ်ကတော့ Throw ရဲ့ official page ကနေပြတင်ပါလိမ့်မယ် Infinix Note 50 Pro ကတလလောက်ဈေးနှုန်းဝင်ကျင်နေဆိုတန်လောက်တယ်ထင်လား အဆုံးထိကြည့်ပေးကြအားလုံးကျေးဇူးတင်ပါတယ်တစ်ချက်လောက်ကောင်းပါလဲမှတ်ငင်ပြပါကျွန်တော်ကျွန်ဖြစ်ပါတယ်အားလုံး host ပါ